ဒေါ်လာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် Manly PDF ထဲမှာဆိုလို့ရှိရင်လည်းအေးအေးယူမှုတစ်ခုရှိနေပါတယ်။ Manly PDF ရဲ့ဗဟိုဦးဆောင်ကော်မတီဝင်၂ယောက်ဖြစ်တဲ့ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့ကိုထိမ့်သိမ်းထားတယ်ဆိုပြီးတော့ Manly PDF အဖွဲ့ကဒီကနေ့မှာပဲထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ15ရက်နေ့ကစပြီးတော့သူတို့ကိုဒီလက်နက်တွေဖြုတ်သိမ်းပြီးတော့တာဝန်တွေကနေလည်းရပ်ဆိုင်ထားလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာဆိုလို့ရှိရင်ကာလတန်ဖိုးကြီးမားတဲ့တပ်ပိုင်းဗန ာပစ္စည်းတွေကိုတရားမဝင် ထုတ်ယူသွားခဲ့လို့ဖြစ်တယ်ဆိုပြီးတော့ထုတ်ပြန်ထားပါတယ်အမှန်တကယ်တော့ဒီကိစ္စအတွက်ပြစ်မှုရှိကြောင်းကိုဒီနှစ်ပေါ့လေဩဂတ်စ်လကလေးကဆုံးဖြတ်ထားခဲ့ကြပြီမဲ့ဘန်နာတွေကိုအခုချိန်ထိပြန်ပြီးတော့မအပ်သေးပဲစီကံဖောက်ဖြတ်မှုကြီးမားလာလို့အခုလိုမျိုးအေးအေးယူရတာလို့ဆိုပါတယ်ဒီဖြစ်စဉ်ကို NUG ရဲ့ PDF စစ်ရုံးချုပ်ကိုပါတင်ပြထားပြီးတော့လိုအပ်တဲ့စီရင်မှုတွေကိုလည်းလုပ်သွားမယ်လို့ဆိုပါတယ် တက်တွင်းစီကန်းထိမ့်သိမ့်မှုတည်င်းကိုတည်င်းအမားတွေမပြန့်စီဘူးအတွက်အခုလိုမျိုးထုတ်ပြန်ရတာဖြစ်တယ်လို့လဲမန်လေး PDF ကဆိုပါတယ်